အားလုံးမင်္ဂလာပါဒီနေ့မှာတော့ GLPTM4 ရဲ့ဘုံပိုးမှာဘယ်လိုမျိုးပုံစံတွေရှိလဲဘယ်လိုဖြစ်ဆိုရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်တရားပိုင်းမှာတော့မျိုးပုံစံအမျိုးအစား၃မျိုးရှိပါတယ်ဝန်တိုင်း1မှာတော့ဘုံနဘုံပိုး1ဝန်တိုင်း2မှာတော့ဘုံနဘုံပိုး2ဝန်တိုင်း3မှာတော့ဘုံရှောနဘုံပိုးဆိုပြီးတော့မျိုးအမျိုးအစား၃မျိုးရှိပါတယ်ဒါဆိုလို့ရှိရင်တော့မွန်တိုင်းတစ်ခုချင်းစီကိုအသေးစိတ်ကြည့်ကြရအောင်နော် 問題1やろ、ボノボンボ1、ボンボの形式の判断そびろ。これピアメニアにま、てによれてだりを継承してやらဖြစ်ပါတယ်。だそうするしね、問題1まだって、迷根ポンさんあらい、どれ継承やないんでそらを取り出さめ、あ借りに描写ぴとまဖြစ်ပါတယ်。ပထမအောင်ဆုံးတစ်ခုအနေနဲ့ရတော့ボンボは調子とセットで覚える。ディグリーやてだりをパーティケンで追いびろ、まったぼろるあっぱね。 ါဆိုလို့ရှိရင်တော့ဥပမာလေးကိုကြည့်ကြည့်ကြရအောင်နော်။တဲဘုံမှာဆိုလို့ရှိရင်"私は日本語何々少し話せます"။ဒီနေရာမှာ話せますက可能系ဖြစ်တဲ့အတွက်ရှေ့ရသူ့ရဲ့ပါတီကရတော့ကားလိုက်ပေးရပါမယ်။ဒီလိုဒီဖေးရနံပါတ်2ကောက်ရွေးရမှာပေါ့နော်။နောက်ထပ်သတိထားရမယ့်အချက်ကတော့ဆေဆုဆုခုနို形ဒါနဲ့တွဲဆက်ပြီးတော့အသုံးပြုတဲ့ သူ့ရဲ့တွဲလုံးလေးတွေကိုတည်ထားရမှာပေါ့နော်အဲ့တော့သူ့ရဲ့ဒေဖုန်းလေးကိုလည်းကြည့်ကြည့်မယ်ခါတာဂျူးစုကို冷蔵庫に入れて何々ねဒီစာကြောင်းမှာဆိုလို့ရှိရင်တော့ဒီ入れてဆိုတဲ့စကားလုံးနဲ့တွဲသုံးနိုင်တဲ့အဖြေကဘာဖြစ်ရှိလဲဆိုတော့置いてဆိုတဲ့စကားလုံးပဲရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့て置きますဆိုတဲ့ grammar ပုံစံကိုသုံးထားတာပေါ့နော်တခြားအဖြေတွေကိုထည့်ပြီးသုံးကြည့်မယ်ဆိုလို့ရှိရင်入れてところね ဣရေတေနာယိတေနေဣရေတေရာစိနေတို့တွဲဆက်ပြီးတော့အသုံးပြုလို့လည်းမရသလိုဘာသာပြန်ကြည့်လို့ရှိရင်လည်းစာကြောင်းရဲ့အတိတ်ပဲတိတိကျကျမရှိတာကြောင့်အသုံးပြုလို့မရနိုင်ဘူးပေါ့နော်။ဒါကြောင့်မလို့ဒီဥပမာရဲ့အဖြေကတော့နံပါတ်3ဥိတေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ဝန်တိုင်းအချိန်မှာတတိထားပြီးတော့ဖြေဆိုရမှာတော့ဘွန်ဘွန်လို့မာယာဥရှိရိုနီဘွန်နာဘွန်ကဟိုင်ရူကာကိုခံရတယ် ဆားချောင်းလေးမှာတဒါရဲ့အရှိနဲ့အနောက်မှာဘယ်လိုတင့်လျော်လဲဆားချောင်းမျိုးကိုသုံးလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့တဲဖုန်းလေးတွေကိုကြည့်ကြည့်မယ်နော်ခမုံဇောဝါခလာဒါကယောကတဲ့စကရဲနာနီနာနီကမလေးကခေါင်းအနေပြီးတော့ပင်မန်ကိုလက်ဆိုပြီးတော့ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်သူကအားနေတဲ့အတွက်ကြောင့်ပင်မန်လွယ်တယ်ဆိုတဲ့ဆားချောင်းအစီအငုံကိုနားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့အဖြေကရာစီဖြစ်ပါတယ် 彼女は体が弱くて疲れやすい。だぞ、今、チャーピューリを手伝や。彼女は体が弱くて疲れにくい。ကမလေးကခွန်အားနေပြီးတော့မပင်မန်းတွေဒီလိုဖြစ်လဲလို့ရှိရင်စာကြောင်းအစီအုံတဲတော့ပေါ့နော်ကမလေးကအားနေရလို့ပြောပြီးတော့လွယ်လွယ်နဲ့မပင်မတ်တတ်ဘူးဆိုတာမဖြစ်နိုင်ဘူးလေနော်နောက်တစ်ခုကတော့လရှိလရှိဆိုတဲ့တရားပုံစံစေစုစုကဖတ် mask နဲ့တွဲတာမဟုတ်တဲ့အတွက်ဒီဖြစ်ရလည်းမဖြစ်နိုင်ပါဘူး။ခန္ဓာကိုယ်ကခလာဒါကယောဂတဲ့စကားရဲစင်းကြီးလူဒါကိုပါတာပြင်ကြည့်ရင်လည်းကောင်မလေးရခေါင်းနေပြီးတော့ပြင်းမှန်းလွန်းနေလို့ဖြစ်နေတာကြောင့်အစီအကုန်ပြေပါဘူး။ဒါကြောင့်မို့သူ့ရဲ့အဖေကရာစီပဲဖြစ်ပါတယ်။ကြည့်ရှုကြည့်ကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။